အခုဖြစ်သူနဲ့ပတ်သက်ပြီးတော့ပြောပြလာတဲ့အင်လာရွှေစိန်ဗိုက်သမ ्या အလုံးမဲမိလာပါရှင်အနုပညာနယ်ပယ်မှာရောကိုပိုင်အလုပ်တွေမှာပါအမျိုးမျိုးတွေရရှိနေတဲ့အင်လာရွှေစိန်ကတော့အခုဆိုရင်အခုဖြစ်သူဟာမကြမီမိလာဆောင်တော်မဲ့ပေါ်ဝန်တာနေပြီးဒီကနေ့မှာတော့အင်လာရွှေစိန်ကအခုဖြစ်သူနဲ့ပတ်သက်ပြီးအခုလိုပဲပြောပြလာခဲ့ပါတယ်အင်လာရွှေစိန်ကစက်တင်ဘာ31ဆိုရင်တော့အတိအကျသိရပါပြီပိုက်သမ ्या ကတော့ကိုသဘောကြအားပေးရတဲ့မင်သားကိုကိုသဘောတူတဲ့သူနဲ့ပဲမြင်တွေ့ခြင်းနေကြတာပေါ့နော် အဲ့ဒါကတော့နှစ်ဖက်စလုံးရဲ့ personal ကိစ္စစီးရီးပောင်းရင်းနဲ့ဆိုတော့ပိုက်ကြတွေမျောလင့်ထားသလိုဖြစ်မလာဘူးဆိုတော့ကိုစာကြည့်ကြပါနော်သူတို့တမင်းကိုတော့စက်တင်ဘာ30ရက်နေ့မှာပြောပြမယ်ဆိုပြီးတော့ပြောပြလာခဲ့ပါတယ်ဝိတမီကတော့ဘယ်တွင်နဲ့ဖြစ်မလဲဆိုပြီးတော့စာကြည့်က ရှင်းကုန်နေကြပြီဖြစ်ပါတယ်အဲလာရွှေစေကတော့အခုဆိုရင်သူကရိုင်းအကိုပြတ်သူရဲ့မင်္ဂလာကိစ္စပေါ်ရှင်းကုန်စိတ်လှရှာနေပြီဖြစ်ပါတယ် အခုစိန်ဟေဝရဲ့ချင်းရေပေါ်ဒေဝင်ချပြလာခဲ့ပြီးဖြစ်ပြီးမကြမီမှာတော့လူပြိုကြီးပွားနဲ့အကြကြီးဖြတ်တန်းခဲ့ရတဲ့ဟေဝရန်ကိုနှုတ်ကိုသူပွားလေးမှာမြင်တွေ့အားပေးလာတော့မှာဖြစ်ပါတယ်။ဟေဝရန်ကတော့လူပြိုကြီးပွားကလူမြောက်ရတော့မှာဖြစ်တာကြောင့်ဖုံးပြမရအောင်ကိုပျော်ရွှင်နေရကိုလည်းတွေ့ရပါတယ်။ဒါပြည့်သူရဲ့မင်္ဂလာတရင်လေးနဲ့ပတ်သက်ပြီးတော့လေဟေဝရန်ရဲ့အဖေပြည့်သူကခုလိုပဲပြောပြလာခဲ့ပါတယ်။ဟေဝရန်ရဲ့အဖေပြည့်သူကတမင်းတို့ကြားနေရတဲ့တရင်တွေကတချို့ဟာလေးပဲမှန်ပါတယ်။ ဒီနေ့အထဲမှာမင်္ဂလာတရင်လေးကြားလာရဖို့ရှိပါတယ်။ဦးရောကတော့ကိုယ့်ရဲ့သားသမီးတွေကိုဘယ်သူနဲ့တဘောတူရင်မတူဘူးဆိုတော့မရှိပါဘူး။ဦးရောကရိုင်းကလေအောက်ချီကနေစူးစမ်းလာခဲ့တဲ့သူတွေပါ။အားလုံးနဲ့တဘောတူပါတယ်။သူတို့အချင်းချင်းမေတ္တာများကြရင်ကောင်းပါတယ်။အစဉ်ပြေတော့ပေါ့နော်ဆိုပြီးဟိဝရရဲ့ဘာခင်ဖြစ်သူကပြီးခဲ့တဲ့အင်တာဗျူးတစ်ခုအနည်းပြောဆိုထားခဲ့ပါတယ်။ အလားရွှေစင်လေးကတော့ကိုဖြစ်တို့ဟိဝင်ရန်လိုအနုပညာရက်ကူရီတွေမှာလည်းအောင်မြင်မှုတွေကိုရရှိလာခဲ့ပြီးသူရဲ့ချစ်စရာကောင်းတဲ့ရုပ်ရည်လေးနဲ့ဒီဥစားပြပြင်းကောင်းမွန်လွန်တာကြောင့်ဗိုက်တမီကအလားရွှေစင်ရန်အနုပညာလှုပ်ရှားမှုတွေမှာအပြေဝါအပြေဝင်ရန်ပြင်နေကြပါတယ်။အခုလက်ရှိမှာတော့ကိုပိုင်စီပွားရလို့တွေကိုစူးစမ်းလုပ်ကိုင်နေပြီးတပတ်မှလည်းလူတန်ထောက်ပံ့ပေးနေရကိုတွေ့ရပါတယ်။အလားရွှေစင်ကလည်းဘေးတဲ့ပြည်သူတွေနဲ့ပတ်သက်ပြီးတော့လည်းခုလိုပဲပြောဆိုလာခဲ့ပါတယ်။ အလာရှင်စင်ဟာအလာတော့ဂရိုင်းသွားလို့မယ်ဆိုတော့ကသူရဲ့အတိကလွယ်အချက်လေးရဲ့အခြေအနေမှန်လေးတွေသိအောင်လို့ပါပြီးတော့ထိထိရောက်လေးထူထမ်းပေးခြင်းနဲ့အားလုံးကိုလည်းဘင်းဒီယာရီကင်းရှင်ပြီးမိသားစုရဲ့စုံစည်းနိုင်ဖို့ကိုလည်းဆွတောင်းပေးပါရဲဆိုပြီးအလာရှင်စင်ဟာပြောပြလာခဲ့ပါတယ်အလာရွေစရာတော့ကိုစင်လွယ်တားလေးတွေစီစဉ်နေပြီလို့ပြောဆိုထားပြီးသူအနေနဲ့နောက်ထပ်လွယ်အပ်နေတဲ့နေရာလေးတွေကိုလည်းသူတကယ်ကျွနေတဲ့အတူတူလှူတန်းပေးသွားမယ်လို့လည်းပြောပြလာခဲ့ပါတယ် အလားရွှေစရာတော်ကိုဆိုရင်ကိုပိုင်စီဝါရေလို့တွင်မှာကြိုးစားလုပ်ကိုင်းနေပြီးတပတ်မှလည်းနုဖျားလို့တွင်ကိုကြိုးစားပြီးတော့လုပ်ကိုင်းနေလျက်ရှိပါတယ်အကိုဖြစ်သူနဲ့ပတ်သက်ပြီးတော့အလားရွှေစရာဆက်ပြီးတော့စောင့်မျှော်ကြည့်ရှုပေးကြပါလို့တောင်းဆိုလာခဲ့ပါတယ်ဟုတ်ကဲ့ပါရှင်ဒီနေ့ဖတ်ပြတင်ဆက်ပေးသွားတဲ့ပုံပြင်လေးကတော့ဒီလောက်ပါပဲရှင်ပိတ်တွေကပုံပြင်လေးတွေကိုမှနားဆင်ရတာကြည့်နေတဲ့တည်းဆိုရင်တော့ကျွန်မရဲ့ channel လေးကို like and subscribe နဲ့ပြည့်အားပေးခဲ့ကြပါဦးနော်အဆုံးတရားပေးနားဆင်ဖို့တော်လည်းကျေးဇူးများတင်ပါတယ်ရှင်